ဂါဇာကမ်းမြောင်ဒေသစီလျှက်စစ်တပ်အားထောက်ပံ့ပေးမှုအလုံးကိုရပ်ဆိုင်းဖြတ်တောက်ဖို့အစ္စရေးအစိုးရကမိန့်ထုတ်ခဲ့ပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ရဲ့အဓိကရည်ရွယ်ချက်ကတော့ဂါဇာခြေဆိုင်ပါလက်စတိုင်းပြောက်ကြားဖွဲ့ဟာမတ်ရဲ့လက်ထဲမှာထိမ့်သိမ်းထားစေအစ္စရေးတစားကန်တွေလွတ်မြောက်လာစေဖို့ဖြစ်တယ်လို့အစ္စရေးဘက်ကအကြောင်းပြပါတယ်။ဂါဇာစီပို့ဆောင်ပေးနေတဲ့လူသားချင်းစာနာမှုအထောက်အပံ့လမ်းကြောင်းအလုံးကိုအစ္စရေးကရပ်တန့်စေခဲ့ပြီးတပတ်အကြာမတ်လ9ရက်နေ့မှာစွမ်းအင်ဝန်ကြီးအီလီကိုဟန်က လျက်စစ်တပ်အားပါဖျက်တောက်ဖို့ညွှန်ကြားခဲ့တာဖြစ်ပါတယ်။အစ္စရေးအစီအမံတွေက15လကျော်စစ်တမ်းကိုအပြင်းထန်ခန်းစားခဲ့ရတဲ့ဂါဇာဒေသကနှစ်တန်းကျော်အတွက်တော့ကြီးမားတဲ့အကျက်အတဲတွေထပ်ပြီးကြုံတွေ့စေမှာဖြစ်ပါတယ်။အစ္စရေးတစားကန်တွေကိုအိမ်ပြန်ခေါ်နိုင်ဖို့စစ်ပွဲပြီးဆုံးသွားတဲ့အချိန်ကြရင်ဂါဇာမှာဟားမတ်တွေလုံးဝမရှိတော့တာသိကြစေဖို့အစ္စရေးဟာရှိသမျှနီလန်အားလုံးကိုအသုံးပြုသွားမယ်လို့ကိုဟန်ကပြောကြားခဲ့ပါတယ်။ဓာတ်အားဖြတ်တောက်မှုကြောင့် ဂါဇာမှာတန့်ရှင်းတဲ့တောက်တုံးရေထုတ်လုပ်ပေးဖို့လဲပတ်နေတဲ့ရေတန့်စက်ရုံတွေပါရပ်တန့်သွားမဲ့သဘောရှိပါတယ်။အစ္စရေးအစိုးရကဂါဇာကိုတောက်ရေထောက်ပံ့ပေးနေမှုကိုပါရက်ဆိုင်နိုင်တယ်ဆိုတဲ့ထင်ကြေးတွေကိုလည်းမငင်းခဲ့ပါဘူး။ကိုဟန်ကသူဟာဂါဇာကို အစ္စရေးထောက်ပံ့ပေးနေတဲ့တအားရေချက်ချင်းဖြတ်တောက်စေမဲ့အမိန့်ကိုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်တယ်လို့အတည်ပြုပါတယ်။အစ္စရေးကဟာမတ်စ်နဲ့စစ်ပွဲဆဖြစ်တဲ့စောပိုင်းကာလတွေတုန်းကလည်းဂါဇာဒေသတစ်ခုလုံးနီးပါးကိုတအားဖြတ်တောက်ပစ်ခဲ့ဖူးပါတယ်။ အစ္စရေးနဲ့ဟာမတ်တို့ကလောလောဆယ်အပြည့်အခတ်ရက်စဲထားပြီးအပြည့်ရသဘောတူညီမှုရဲ့ပထမအဆင့်သတ်မှတ်ကာလကမတ်လ၁ရက်နေ့မှာအဆုံးသတ်ခဲ့ပါတယ်။ဒုတိယအဆင့်အတွက်သဘောတူညီမှုတွေကိုတော့မတ်လ၁၀ရက်နေ့ကျရင်ကာတာနိုင်ငံမှာစတင်ဆွေးနွေးကြပွဲရှိပါတယ်။အစ္စရေးကတုံ့ပြန်လဲလှယ်ရေးသဘောတူညီမှုတွေပါဝင်တဲ့ပထမအဆင့်အပြည့်ရဲ့ဆွေးနွေးမှုတွေကိုတက်တန်းထပ်တိုးစေချင်ပြီးဟာမတ်ဘက်ကတော့ဒုတိယအဆင့်အတွက်အစီအမံတွေကိုတိကျဆွေးနွေးဖို့လိုလားနေပါတယ် ဟာမတ်စ်တွေလက်ထဲမှာအသက်ရှင်နေစေအစ္စရေးတစားကန်24ဦးနဲ့သေဆုံးခဲ့တဲ့တစားကန်35ဦးရဲ့ရုပ်အလောင်းတွေရှိနေစေလို့ယုံကြည်ရပါတယ်ရှင်။